ပြန်ဆိုကြအောင်နော်သူတိတာနေပြီ၌သူတိတာနေပြီ၌ဒေတဂေတုအမိရှိသောသာရေယောတိတောနတ္တာဖြစ်၍နတ္တာဖြစ်၍ရတ္တကာတို့ထက်နတ္တာတို့ထက်အသက်ရှိခြင်းသက်ရှိခြင်းအစင်းလာခြင်းအစရှိသောသာမန်ပါအကြောင်းတို့ဖြင့်သာမန်ပါဖြင့်ဘုံမြတ်လျေဘုံမြတ်လျေသုတိတာနတ်တို့ဤသုတိတာနတ်တို့ဤရေအတွက်အားဖြင့် အနည်းလေးတောင်ရာမဏတ္တို့ဤအရေးအတွေ့အားဖြင့်အနည်းရှိထောင်ပေါဝရိန္ဒာနတ္တို့ဤအရေးအတွေ့အားဖြင့်အနည်းတသောင်းချောင်းထောင်သုမာရိနတ္တို့ဤသုမာရိနတ္တို့ဤ ဒီအတွေ့အားဖြင့်ဒီအတွေ့အားဖြင့်အနှစ်3200ဒီ3200ဒီတို့ဤအရေးတွေအားဖြင့်58ခရီး58ခရီးအနည်း6တန်းကာလပလုံးဘတ်တို့ဤစည်းစိမ်ကိုဆန်သားတော်မူပြီးဘတ်တို့ဤစည်းစိမ်ကိုဆန်သားတော်မူပြီးတော့ အဆုံးနာအလောင်းမင်းဘုရားပြန်သောအခါပြန်ပါပြီလူလောကသုံးပါး၌လောကသုံးပါး၌ဘုရားမြတ်မှာဘုရားမြတ်မှာဘဒဝါတို့၏အကျိုးငါဘဒဝါတို့၏အကျိုးငါဤသို့ဆင်း၍ဤသို့ ဘုရားဖြစ်တော်မူပါဟုသာသနာ့ဘုရားတောင်းတော်သာသနာ့ဆက်ကြဝလာတိုင်းမလာ၍ရပြမအပေါင်းတို့သည်သာသနာ့ဘုရားတောင်းမအပ်သည်ဖြစ်၍သာသနာ့ဘုရားဒီဒီပဲကျဲမှာပေါ့နော်အဲတကောက်ပြန်ချပြုံးမယ်တရားလေးနောက်ကနေပြီးတော့တရားလေးသူ့ပိုက်ကလေးနဲ့သူအဖြတ်အတောက်ကလေးနော်အဖြတ်တောက်ကလေးတရားလေးလိုက်မှတ် လိုက်မှတ်ပြီးတော့တရားလေးစုနော်ဓမ္မစာဆိုတဲ့အခါစာကြည့်တဲ့အခါကျတော့သူ့ပိုက်လေးနဲ့သူအဖြတ်တောက်ကလေးနဲ့ဆိုတော့အတိတ်ပဲပို့ပြီးတော့ရှင်းတာကြက်လားတုတိသာနတ်ပြည်၌တုတိသာနတ်ပြည်၌တေတဂေတုအမိရှိသောမတ္တာဖြစ်၍မတ္တာဖြစ်၍မတ္တကာတို့တဲ့အတ္တရှိခြင်း င်းအစင်လာခြင်းအစင်လာခြင်းအစာရှိသောအကြောင်းတို့ဖြင့်အစာရှိသောအကြောင်းတို့ဖြင့်လူမြတ်လည်းရဲ့လူမြတ်လည်းရဲ့ပြိဒါနတို့ကြီးပြိဒါနတို့ကြီးအရေးတွေအားဖြင့်ပြိဒါနဖြင့်အနှစ်၄တောင်အနှစ် ရမဏတ်တို့ဤအရွယ်အပြည့်အရွယ်အပြည့်အနစ်ရှိထောင်ရှင်သာဒါဝရင်သာဏတ်တို့ဤအရွယ်အပြည့်အရွယ်အပြည့်အနစ်တောင်း၆ထောင်ရှင်သာဒါဝရင်သာဏတ်တို့ဤအရွယ်အပြည့်အရွယ်အပြည့်အနစ်၃ထောင်၂ထောင်ရှင်သာဒါဝရင်သာဏတို့ဤအရွယ်အပြည့်အရွယ်အပြည့်59ဂရီ59 ẹni ìjọba ń ga alábàlọ lọ́dọ̀ yìí sílẹ̀ ńgọ́ sangarọ̀ mú bíye lọ́dọ̀ yìí sílẹ̀ ńgọ́ sangarọ̀ mú bídọ̀ ẹsẹ̀ ọ̀nà ẹ̀là mi ẹ̀yà bí ẹ̀ ń dọ̀ ẹ̀ka ẹ̀ ń bá bí lọ́gà tó máa nà. နာ၏ဥနတ်မြေမာဥနတ်မြေမာသတ္တဝါတို့၏အကျိုးငှာသတ္တဝါတို့၏အကျိုးငှာဤပြည့်တော်ဆင်း၍ဘုရားပြည့်တော်မူပါဟုဘုရားပြည့်တော်မူပါဟုသတောင်းတော်သတ္တဝါစကြဝဠာတိုင်းမှလာ၍ဘုရားပြည့်မအပေါင်းတို့သည်သတ္တဝါအပေါင်းတို့သည်တောင်းပန်အပ်သည်ဖြစ်၍ကဲဆိုကြအောင်ပေါင်းပြီးတော့ဖြည်းဖြည်းလေးဆိုမယ်နော်အများနဲ့ဆိုတဲ့အခါကျတော့ ဟိုဖြည်းဖြည်းဆိုရယ်စောင့်ပြီးတော့ဆိုရဒါမှနားတောင်လို့ကောင်းတာเนาะပျောက်တပေါကြီးရလို့ဟိုသူတဲ့ငါဥအောင်ဆိုမယ်ဆိုတဲ့စိတ်ကမမွေးရဘူးသူတဲ့ငါညီညီလေးကြောက်အောင်ပြီးပြီးသားသားလေးဖြစ်အောင်ဆိုမယ်ဆိုတဲ့စိတ်ကမွေးရယ်เนาะအများနဲ့စာဆိုတဲ့အခါကျလို့ရင်စီးလုံးညီညွတ်တဲ့စိတ်ကိုအကောင်းဆုံးဖြစ်အောင်အလှဆင်ရတယ်เนาะအများနဲ့ဆိုတဲ့အခါကျလို့ရင်စီးလုံးညီညွတ်မှုကိုဦးစားပေးရတယ် ဘာဦးစားပြမှာလဲအဲစီလုံးညီညွတ်မှုဦးစားပေးပြီးတော့ဆိုရတယ်ဒါမှတာယာချုံမြိန်တဲ့အတန်လေးထွက်လာတယ်နော်ညီညာတဲ့အတန်လေးထွက်တာအဲ့ရောက်ညီညာညာလေးဆိုမယ်နော်ကဲဆိုဒုတိယနတ်ပြည်၌တိယာနတ်ပြည်၌တိယာ နတ်ပြည်မှာမောင်းတို့ဒီအဲ့မနဲ့ပြန်ကြလို့ရင်အဲ့အားလေးဘာလို့ရမှာလဲအရာကျက်ခရမှာနော်ကျကျညံ့ညက်ကျက်ခရမှာစာဦးကျညံ့နေမှာရတာရှိတာနော်သမင်းစားတဲ့အခါကျလို့ရင်ကျကျညံ့ညက်လေးစားမှာနော်ဘာရင်နဲ့စားစားဝက်သားနဲ့စားစားကျက်သားနဲ့စားစားကျကျညံ့ညက်လေးဝါပြီးတော့စားမှာအားဖြစ်တယ်နော် ချင်းချင်းညံ့ညံ့မစားလို့ရင်ဝတ်သားစားလို့ရင်လည်းအာမဖြစ်ဘဲနဲ့အစိတ်ဖြစ်တယ်။ကြက်သားစားလည်းအာမဖြစ်ဘဲနဲ့အစိတ်ဖြစ်တယ်။အဲဟင်းနေဘယ်တော့ပဲကောင်းတယ်ပြောပြောမကျင်ညက်ဘူးဆိုလို့ရင်အဲ့ဒီဟာတွေကအာမဖြစ်ဘဲနဲ့ဘာဖြစ်သွားလဲ။အစိတ်ဖြစ်တယ်။အဲ့ဒီအစိတ်တွေကခန္ဓာကိုယ်ထဲမှာစုသွားလို့ရင်ကျန်းမာရေးတွေပါပြီးဖောက်ပြန်တယ်နော်။အဲ့ရတော့ဘာပဲစားစားကျင်ညက်အောင်စားလို့ရင် ခန္ဓာကိုယ်ဟာအာရင်တွေပြည့်စုံပြီးတော့เนาะအဲအာရင်တွေတိုးလာတာပေါ့เนาะအဲကြောင့်မို့အာကျင်ညက်အောင်စားစားစားတဲ့အခါအဲ့မှာအာဖြစ်တယ်ကျင်ညက်အောင်မစားဘူးဆိုရင်ဘလောက်ပဲကောင်းကောင်းဘလောက်ပဲဈေးကြီးကြီးကျင်ညက်အောင်မစားလို့ရင်အာမဖြစ်ဘူးเนาะကိုယ်ကျက်မရည်တာမှတိတယ်စားကားလည်းအဲ့ဒီတိုင်းပဲစားကားလည်းကြီးကြီးညက်ညက်ဖြစ်မှဘဝမှာအသုံးချလို့ရเนาะ ခြေချင်းညံ့ညက်ဖြစ်မှစာကတုံးချလို့ရတာအမတ်ကိုကောင်းကောင်းယူလို့ရတာစာမွေးပြည့်တဲ့အခါမှာကျက်လို့ရင်အမတ်ကိုကောင်းကောင်းယူလို့ရမချင်းညက်ဘူးဆိုလို့ရင်နော်မချင်းညက်ဘူးဆိုလို့ရင်စဉ်းစားလို့မရဘူးတွေးခေါ်လို့မရဘူးနော်ကျင်ညက်တဲ့စာပေါ်မှာခြေခံပြီးမှစဉ်းစားလို့ရတယ်တွေးခေါ်လို့ရတယ်နော်အဲ့ရမို့စာကိုစာကျက်တဲ့အချိန်မှာကျင်ညက်အောင်ကြည့်ရမယ်နော်အဲ့စာကျင်ညက်ဖို့အတွက် ကြပြီးသားစာကိုထပ်ကထပ်ကပြန်ပေးရနော်ကြပြီးသားစာကိုဘာလို့လုံးရမှာလဲထပ်ကထပ်ကပြန်ပေးမှသာလင်စာပို့ပြီးတော့ကြည်တာနော်အားကောင်ကိုစာကိုကြက်ပြီးသွားပြီဆိုလို့ရင်တက်ထိုးမလို့အောင်ပြန်ပြီးတော့ပြန်ပေးရပြန်ပြီးတော့လေ့လာတယ်နော်အာကျက်စာကိုလှည့်မယ်ကြည် ကျက်စာကိုလက်မဲ့ကြည့်ငဲ့မဲ့ကြည့်ကျက်စာကိုငဲ့မဲ့ကြည့်မလဲပြီးရက်ရှိမဲသရီပြက်လီတဲ့အ내တွေမရှင်းရီဒီယာစာကိုဆိုသည်ဘာလို့လို့ဒူးရမကင်းအလယ်စာအဆုံးမထင်သည်တလုံးတလီချွေရင်နှလုံးရည်သဘောတွင်းမှာတော့သူ့တွင်းလို့မကြံခါမမန်စာအံပြင်းတာကြောင့်တရားမညာမလင်းဝါလို့ဆိုပြန် ကာရကနဲ့သာဒနာမမှန်ဒီမာဂရညာနည်းနည်းသမှုမကြက်ဖဲမရပါဗုဒ္ဓဝဆနာကစည်းချက်မတင်သူမှာဘဝင်သူခက်ပါလိမ့်လေစာဟုကြက်တဲ့စာတွေကိုငဲ့မကြည့်မလဲပြီးရက်ရှိကြက်တဲ့စာတွေမလဲဘူးပြန်ပြီးတော့မကြည့်ဘူးမပြန်ဘူးဆိုလို့ရင်ယီဒီယာတာတွေဖြစ်သွားတာနော်ယီဒီယာစာကိုဆိုဒီဘာလို့လို့တွေးရမကင်းအလဲအဆအဆုံးမထင်တဲ့တလုံးကြီး တက်လေချွတ်ရင်းနှလုံးရည်သဘို့တွင်းမှာတော့သူ့တွင်းလို့မကြမ်းနော်အဲကြောင့်မို့စာကိုရအောင်ကျက်ပြီးတော့ကြည်ကြည်ညံ့ညံ့ကြည့်ပြီးတော့ခဏနာပြန်ပေးရမယ်အဲကြောင့်စာကြည်သလားမကြည်သလားဆိုတော့မေးလိုက်နော်ဒီဟာကတော့ရှင်များတို့မြတ်စွာဘုရားတည်ကာကြီးဘယ်အချိန်၌အဘယ်မီဖြစ်၍ အဘယ်ရအဘယ်ဘုရားထံ၌နော်အဘယ်သို့ကြံစီခဲ့ပြီးအဘယ်ကြောင့်လက်တော်သို့ရောက်ပြီးသောနိဗ္ဗာန်ချမ်းသာကိုဆွံ့ခဲ့သနည်းဒါမြတ်စွာဘုရားသည်အဘယ်ချိန်၌အဲအဲ့ဒါပဲနော်မြတ်စွာဘုရားဒီအဘယ်ချိန်၌အဘယ်အမိဖြစ်ဖြစ်၍ ဟာဘယ်မြည်ပြင်းပြည့်သူ့ဝိလာရှင်အသေးဖြစ်၍ဘယ်ဖရာအထံ၌အာအဘဲတို့ကြံစီခဲ့ပြီးအာမြတ်ရာရှင်ရှင်ရာရှင်ဘာသာရေး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 ရှင်ရာရ အဘဲကြောင့်လက်တော်သို့ရောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဆုံးခဲ့သည်ဆုံးခဲ့ပါသည်ဒီတော့အဘဲဂျိနိုင်ဗဲမီပြင်း အဘယ်ဘုရားတန်၌အဘယ်တို့ကြံစီခဲ့ပြီးအဘယ်ကြောင့်လက်တော်တို့ရောက်ပြီးနိဗ္ဗာန်ကျမ်းသာကိုဆုံးခဲ့ပါသည်နည်းဆိုအဲ့လိုမေခွန်းကတော့အဲ့လိုမေးရမှာပေါ့နော်အဲအဲ့နေရာမှာမြတ်စွာဘုရားဒီကာကြီးဘယ်ချိန်နဲ့ဘယ်မီဖြင့်ဖြင့်၍ဘယ်ဘုရားတန်၌ဘယ်တို့ကြံစီခဲ့ပြီးအဘယ်ကြောင့်လက်တော်တို့ရောက်ပြီးတော့နိဗ္ဗာန်ကျမ်းသာကိုဆုံးခဲ့ပါသည်နည်းဟူသော ပု္ပ္ပာ၌မေခွန်း၌ ကန်းငယ်ကိုသာဖြည့်ဆို့ခဲ့ပါကြည်လင်ဟိုကကြည်လင်အမလေးကြည်ပြီးတော့ဖြည့်ရမဟုတ်ဘူးအေးဖျားအာရပြီအဲ့လောက်ဆိုအဲ့ဒါကအကုန်လုံးမမေးချင်လို့ခွဲမိတာနော်အကုန်လုံးမမေးချင်လို့ညသောဘုရားဒီဘယ်ချိန်နဲ့ဘယ်မြည်ဖြင့်ဖြည့်၍ဘယ်ဘုရားတန်၌ အဘဲတို့ကြံစီခဲ့ပြီးအဘဲကြောင့်လက်တော်သို့ရောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုစွန့်ခဲ့ပါသည်နီးဟုသောမေခွန်း၌ကာကြီးကိုသာဖြေဆိုခဲ့ပါဒါပဲဒီလောက်ဆိုရပြီเนาะနောက်ဆိုရပြီ မြတ်စွာဘုရားကြီးရဲ့ဘယ်ချိန်၌ကာကြီးဘယ်ချိန်၌ကာခွေဘယ်မြည်ပြင်းဖြစ်၍ဘယ်ဘုရားထံ၌ကံငယ်ဘယ်ဘုရားထံ၌ကာကြီးရဲ့ဘယ်တို့ကြံစီခဲ့ပြီးကံငယ်ကာကြီးတရားတော်တတ်ထားမှာပေါ့နော်အဘဲကြောင့်ငါဘဲကြောင့်လက်တော်သူရောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုစွန့်ခဲ့ပါသည်နီးဥသောမေခွန်း၌ကာကြီးကာကြီးကိုသာရေးခဲ့ပါ အဲ့တော့ရှင်များတို့နံပါတ်ဝါဟိုကန်းငယ်ကိုဖြီလိုက်တာကူကနော်အဲ့တော့ကန်းငယ်ကိုဖြီလိုက်တဲ့အခါကျတော့အဲ့ကြတော့ဘယ်ကနေပြီးတော့စားဖြီလိုက်တာလဲဘယ်ပါဘီဘီဟောအဲအဲ့အနေဖြီလိုက်တာနော်ဒီအတူတူကူတယ်ပြန်ပဲကျိုးကြီးကနီးဝိနည်းသက်ဘောင်းတို့ကိုတန်တရာတူတော့ ရေလင်းမှာတို့ရေနိဗ္ဗာန်တူသောကြည်ကုန်တဲ့သူတင်အံ့ဟူကြံတော်မူပါသည်နော်အဲအဲ့ကြရတော့ကုန်ရသွားပြီလို့အောင်းမိလိုက်တော့ပါရမီ30တို့ကိုဖော်ပြရွေးတဲ့အစွန်ချင်းကြီး5ပါးတို့ကိုလည်းဖော်ပြပါ ဆိုတော့စကားရက်၌ ပါရမီ30ကိုသာဖော်ပြခဲ့ပါသာကြည့်တော့ အစာယူပါရမီ30တို့ကိုလည်းကောင်ပါရမီ30တို့ကိုဖော်ပြ၍စွန်ကြီးကြီး5ပါးတို့ကိုလည်းဖော်ပြပါဟုသောဇဂါရ၌ 送亲亲阿爸，古达破表吧。 ်5ပါးတို့ကိုပေါ်ပြပါဆိုလို့အဲဇူဒပရိသကဆိုလို့ရပါပြီเนาะဆုံးခြင်းကြီး5ပါးဒီဒါနပါရမီဖြစ်လျက်ဘဲကြောင့်ထပ်ပြပါသည်နီအဲကြတော့ဘယ်လိုဆိုရတော့မှာလဲဟမ် ဲ့ရတော့ဘလို့ဆိုရတော့မလဲဆိုတော့ဘလို့မှမဆူတော့နဲ့ပေါ့နော်ဆွန်ကြီး၅ပါးဒီဒါနပါရမီပြည့်လဲဘဲကြောင့်ထပ်ပြပါသနည်းဆိုတော့ဒီထဲမှာပါလာ යි ပါပါဘုရားအဲမပါရင်တော့မဆူတော့နဲ့ပေါ့ဒါဒါတနည်းရရတော့ပါမှာပေါ့နော်ဒါနပါရမီပြည့်လဲဘဲကြောင့်ထပ်ပြပါသနည်းဟုတ်တယ်ဆွန်ကြီး၅ပါးကဘာတွေလဲဒါနပါရမီဒါနပါရမီဆွန်ကြီး၅ပါးဒါနပါရမီပြည့်လဲရဲ့ ဒါနပါရမီဖြစ်တဲ့ဘဲကြောင့်ထပ်ပြပါသနည်းအဲ့ဒါကတော့ဒီထဲမှာမပါတဲ့အတွက်ကြောင့်မပါတာကြီးကိုဖြေးမိတော့နေနော်မပါတာကိုမဖြေးတော့နေဒီနေ့ကတော့ဒီလောက်ပါပဲနော်ကဲနားကြရအောင်